ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်မာလာပါဒေါ်မာလာ66နှစ်ပါဆရာကြီးအရွယ်လွန်ပြီနော်ငားကံမွေးမြူရေးပိုင်ရှင်ပါတဲ့ငားငားကံဩကောင်းတာငားကံမွေးမြူရေးကုသိုလ်ရတော့ပိုင်ရှင်ပေါ့နော်ဆရာကြီးဟောင်းဆရာကြီးရှင်နဲ့ခါနာတယ်တဲ့မျက်နာအန်းတယ်တဲ့ရေတွေအများကြီးတောက်ပေမဲ့တဲ့စီးကဒဇက်နှစ်ဆက်ပဲသွားတယ်တဲ့အာကိုပြရစီတွန်တေးဆရာကြီး ဩဒုနေ့၅ကံနေရှိကြဟုတ်တယ်။ဘာကံနေဒုနေ့ဖြစ်တယ်။ခါနာတယ်မျက်စိအန်းတယ်အလုတ်တွေအလုတ်ကျမ်းမလုတ်ရပါဘူးတဲ့။ပိုင်ရှင်မှာဟုတ်။ခါနာတယ်တဲ့မျက်နှာအန်းတယ်တဲ့။ရေတွေအများကြီးတောက်ပေမဲ့တဲ့။စီးက၁၂ဆက်ပဲသွားပါတယ်တဲ့။အဲ့ဒါကတော့အာကိုပြရစီရှင်း။ရေကိုရေရိုးရေတောက်ထားတယ်လေ။ဟုတ်ကဲ့ဆရာ။ကြောက်ဖြူုံသည်။ဟုတ်ကဲ့ဆရာ။ကြောက်ဖြူုံသည်။ဘူဒီဘူဒီဟာမကြောက်ဖြူန်ဒီဘူဒီနောက် ဖရဲသည်ဖရဲသည်ဟုတ်ကဲ့အဲ့ဒီလိုအေးတဲ့အစာလေးတွေကိုတွေ့စားပေးပါလို့ကစွန်ယိုးနီလဲပါနောက်ဆုံးဘာမှမရှိရင်ကစွန်ယိုးနီဟုတ်ကဲ့ဆရာနော်ခွေးတော့ခွေးတော့ပေါက်ပန်းဖြူအဲ့လိုအေးတဲ့အစာလေးတွေ့စားရင် နေဒီမှာအဲ့ဒါတွေကပေါ်ပါတယ်ဟုတ်ကဲ့ဆရာအဲ့ဒါတွေ့စားပါနောက်ငါးကံမှနေတယ်ဆိုတော့အမှန်တော့ကံပေါ်မှာလမ်းလျှောက်ဟုတ်ကဲ့ဆရာလမ်းလျှောက်ရဲ့လီတန်တန်ရှူ ဟုတ်ကဲ့ဆရာနှခေါင်းရှူသွင်းလိုက်ပါးစပ်ကထုတ်လိုက်နှခေါင်းရှူသွင်းလိုက်ပါးစပ်ကထုတ်လိုက်နော်ငားလေးတွေအချိန်ကြာလို့ရောင်းတာတော့ရောင်းတာတမျိုးပေါ့အခုအချိန်မှာကိုကကုသိုလ်ရွာမှာဟုတ်ကဲ့ဆရာသူတို့လေးတွေကိုအစာကျင်တော့အောင်ကြွေးဟုတ်ကဲ့ဆရာငားလေးတွေအညီတွေ့ဘူးလို့ရှိရင်ဆရာအဲ့ဒီကိုရောက်ခဲ့ဘူးလေနော်သူများလာတာတဲ့အဲ့ဒီပန်ရှင်ကကံပေါင်းရွှေလျှောက်ပြီးဆိုရင်စားတယ်ပြစ်ချလိုက်ရင်လေ ဟာတခါလဲခလေးလေးတွေမုန်းလူစားကြတယ်လို့အကြောင်းနေမှာနော်ခါလဲဝိုင်းတိုးကြတာပဲဟုတ်ကဲ့ဆရာအဲ့လိုစားကြပါလေအဲ့တော့အဲ့ဒါစားတာကြည်ချင်းအဖြစ်ကွာကုစိတ်ထဲမှာကုသိုလ်စိတ်ဖြစ်ပါစေလို့ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာခါနာတယ်တဲ့ဆရာကြီးအဲ့ဒါကတော့အရွေအရနာမှာပဲလေ66နှစ်ဒါကြောင့်อืมအူနာလို့ပဲပြောရမယ်လို့ဟုတ်ကဲ့ဆရာအဲ့ဒီနာရာအတွက်ကတော့ဖြစ်နိုင်လို့ရှိရင် တစ်ပလက်ကထိုင်လုံးဝမထိုင်ပါနဲ့ဟုတ်ကဲ့ပါဆရာနှစ်မှုရမအိပ်ပါနဲ့ဟုတ်ကဲ့ဆရာသုံးစီးအပူမလိမ့်ပါနဲ့ဟုတ်ကဲ့ပါဆရာဖြစ်နိုင်ရင်ကရမက်မှန်မှန်လိမ့်ပါဟုတ်ကဲ့ပါဆရာအိပ်တဲ့အခါမှာတင်ပြပြပေါ်မှာအိပ်ပါလို့ဟုတ်ကဲ့ပါဆရာဖြစ်နိုင်ရင်ဟုတ်ကဲ့ပါဆရာနော်တင်ပြပြကိုသုံးတက်လောက်ခင်လိုက်လို့ဟုတ်ကဲ့ပါဆရာမှုရပေါ်မှာလေဟုတ်ကဲ့ပါဆရာတင်ပြပြသုံးတက်လောက်ခင်လိုက်လို့ရှိရင်အဲ့တင်ပြပြတစ်ခုနဲ့တစ်ခုကြားမှာလေဝင်လေတက်ရှိတော့အေးတယ် ဟုတ်ကဲ့အခုဆရာဆရာအိယာကိုသူမကြီးဟုတ်ကဲ့ဆရာဘယ်နှချက်တက်ခဲ့လာတာ၄တက်၄တက်ဆရာနော်ဟုတ်ကဲ့ဆရာအဲ့လိုအိတ်ကြီးအိတ်ကြီးတိတ်ကြည့်ရတယ်သူမကြီးဟုတ်ကဲ့ဒီပြည့်နေရာတွေသုံးပါတဲ့ဖြာပါဖြစ်လေဧည့်သည်လာလည်းခင်ပြီးလို့ရတယ်ဟုတ်ကဲ့ပါဆရာဖြာကောင်းကောင်းသာဝယ်ဟုတ်ကဲ့ပါဆရာသင်ရလည်းနှမျိုးရှိတယ်သင်အကျန်းရှိတယ်တင်ချောရှိတယ်ဟုတ်ကဲ့ပါဆရာတင်အချောဘူးအဲ့လိုခင်းပြီးတော့အိပ်ပါလို့ဟုတ်ကဲ့ပါဆရာ ဆရာကြီးမျက်နှာအန်းတာဆရာကြီးမျက်နှာအန်းတာဆော်တာမှန်တယ်မြတ်အားလုံးရဲ့အမေဟုတ်ကဲ့ပါဆရာကြီးမင်းနဲ့ဆိုတော့ပေးပြုတ်နံပြစမူစာဤကြကွေးပေါ့မုတ်ကိတ်မုတ်ဟုတ်ကဲ့ဆရာကြီးဆော်တာဒီမှန်တယ်မြတ်ခလေးတွေတောက်တဲ့ခစ်ပေါ်ဖြော်ရေးဟုတ်ကဲ့ပါဆရာကြီးနော်ဒါလည်းဟိုစိမ့်စိမ့်လေးတွေခလေးတွေတောက်ကြတာလေဘူးလေးတွေနဲ့ အဲ့ဆိုတာပါတာဒီဟုတ်ကဲ့ဆရာပြောချင်တာဆိုတာပါဟုတ်ကဲ့ပါဆရာဆိုးစေးတို့ဆိုတာတို့နောက်ငမုတ်ကျော်ငမုတ်ကျော်အာလူကျော်ဟုတ်ကဲ့ပါဆရာအဲ့လိုဆိုတာပါတာဒီဆောင်လိုက်လို့ရှိရင်တက်တာတော့ပါပါကျေးဇူးတင်ပါတယ်ဆရာကြီးခုမေခွန်ရှင်ကဥကျော်ဝင်းမှာဟုတ်ပြီနေပြည်တော်မှာနေပါတယ်ဟုတ်ပြီ62နှစ်ပါဆရာကြီးအလုံးမလုံးပါတဲ့ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့မနေ့ဆိုတဲ့45မိနစ်တဲ့ညဆိုတဲ့나이ဝက်လမ်းလျှောက်ပါတယ်တဲ့ခောင်းနေဆက်လျှောက်ပါဟုတ်ကဲ့ ကျွန်တော်ဖြစ်နေတာကတဲ့လေเจ้าမှာတခုခုကတ်နေသလိုမျိုးခံစားရပြီတဲ့ဟုတ်ပြီဘဲဘဲနှာခေါင်းကတဲ့နှာရည်ရှိသလိုမျိုးခံစားနေရပါတယ်တဲ့နှာရည်နှာရည်ရှိနေသလိုမျိုးခံစားနေရပါတယ်တဲ့ညှင့်လည်းမထွက်ပါဘူးတဲ့ဟုတ်ပြီရင်ကောင်းလည်းတောက်ပါတယ်တဲ့ဟုတ်ပြီဝမ်းကတော့တဲ့မနဲ့တခါသွားပါတယ်တဲ့ဟုတ်ပြီဖြစ်တာနည်းလောက်ကြော်ပါပြီတဲ့ဟုတ်ပြီဆောင်းရံရှောင်းရံလေးပြောပြပေးပါခင်ဗျာအသက်ဘယ်လောက်လဲ အသက်က62ဆရာကြီးဟောအဲ့ဒါတော့လေနာမည်ကဥကျော်ဥကျော်ဝင်းဝင်းဥကျော်ဝင်းရေသိယောဂတွေလို့မတတ်မှတ်နေပါနဲ့ဗျာဟုတ်ကဲ့ပါဆရာကြီးနော်ဖျားရှင်ပြောသလိုဦးနာပါပဲဟုတ်ကဲ့ပါဆရာကြီးဦးလာတဲ့အခါမှာလူတွေမဟုတ်ပါဘူးတစ်ပင်ကြီးကြီးကြီးလည်းပဲငယ်မှနုပြူပြီးတော့အရွက်တွေနဲ့အပွင့်နဲ့လန်းဆန်းလာတယ်ဦးလာတော့ဟိုအကိုင်းလေးရချောင်းလိုက်ဒီကဲနဲ့ချောင်းလိုက် အဲ့လိုဖြစ်တာပါကြိုးကြတာဒါကြောင့်အားမနေငယ်နဲ့လို့ပြောချင်တယ်နော်ဟုတ်ကဲ့ပါဆရာဖြစ်လာလို့ရှိရင်စီးကူတာပေါ့အခုဖြစ်တဲ့သူယောဂါပါတယ်လို့ဖြစ်တာလဲเจ้าမှာတခုခုကတ်နေတယ်လို့ခံစားရပြီအဲအဲ့ဒီအတွက်အဲ့ဒီအတွက်ဆရာအကြံပေးမယ်နော်ဟုတ်ကဲ့ဆရာအဲ့လိုကတ်နေတာအတွက်ကိုမဲဇီလီရွက်ခွေးတော့ရဲ့နှစ်ခုမှတ်ထားပါဟုတ်ကဲ့ပါဆရာဓမ္မចောင်းရှားရေးယူမရပါဘူးဟုတ်ကဲ့ပါဆရာအဲ့ဒီမင်းစီလီရွက်ခွေးကြော်ရည်လေးကိုပြုတ်ပြီးတော့ငုံပါဟုတ်ကဲ့ပါဆရာငုံလိုက်ထွေးလိုက်ငုံလိုက်ထွေးလိုက်တော့ပါ ပြီးရင်တောက်ချပါဟုတ်ကဲ့ပါဆရာဒီပြီးရင်ကြောက်ဖျုံသည်ဖရဲသည်ဘူးသည်သုံးခုဟုတ်ကဲ့ကြောက်ဖျုံသည်ဖရဲဖရဲသည်ဘူးသည်ဘူးသည်အဲ့ဒါလေးတွေကိုဓာတ်စာအဖြစ်အချိန်ရရင်ရသလိုလေးမျှတအောင်ပြုတ်စားပါချက်စားပါကြော်တော့မစားပါနဲ့ဟုတ်ကဲ့အဲ့လိုစားလိုက်ရင်ကိုမိတ်ဆွေရဲ့ယောဂါစီးတောက်တလို့ကိုအကျိုးရှိမှာပါလို့ဟုတ်ကဲ့ပါဆရာကြီး နှာရည်နှာခေါင်းငါတဲ့နှာရည်ရှိသလိုမျိုးခံစားနေရတယ်ညှင့်လည်းမထွက်ဘူးတဲ့ဟုတ်ပြီအဲ့ဒါတော့မညှင့်ပါနဲ့ယေရှုပါယေရှုပါဟောယေရှုလေဆိုဥစားသိပညာသားပါတယ်ရေခွက်ကိုနှာခေါင်းမှာတီးပြီးရှူမသွင်းလိုက်ပါနဲ့အဲ့ဒါဟိုအစုတ်ထည့်ရောက်သွားပြီးတော့အစုတ်ရှောင်သွားတတ်ပါတယ်ယေရှုလေဆိုရေသွင်းတာပဲဒါရေတံပူးလေးကိုမော့မော့ဟာမော့ပြီးတော့နှာခေါင်းဝါနေပြီးဖြီးဖြီးလေးချင်း ဖြည်းဖြည်းချင်းတွေ့ရေလေးဝင်သွားပြီကိုနှကောင်းနဲ့ဝင်သွားပြီဝင်သွားပြီဝင်သွားပြီနှက်မျက်စိနှလုံးကြားထဲမှာမျက်မှန်တက်ရင်ဆရာတို့ကြည့်မျက်မှန်တောက်ပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါရောက်တော့ပုံသွားလိမ့်မယ်ဟုတ်ပုံသွားလိမ့်မယ်အာသီးကဲသူနှာသီးရှိလို့ပါဟုတ်ကဲ့ပါဆရာအဲ့ဒီနှာသီးလေးရောင်လို့ပါအဲ့ဒီနေရာလေးရောက်သွားပြီဆိုပြန်ညှစ်ထုတ်ဟုတ်ကဲ့ဆရာတစ်ဖက်တည်းမလုပ်ပါနဲ့ နှစ်ဖက်ဒီလိုဒီဘက်ပြောက်ပြီးနောက်ထပ်ကူးသွားတတ်ပါတယ်ဟုတ်ကဲ့ဆရာအဲ့ဒီရေလေးကိုရှူတယ်လို့ပြောတာတော့လူတွေပြောတာမရှူပါနဲ့နှကောင်းနဲ့ရေလေးမော့ပြီးတော့သွင်းပါနော်အထဲရအောင်မသွင်းပါနဲ့မျိုးလုံးနှစ်ခုကြားရအောင်တော့ပါပြီပြန်ညှစ်ထုတ်ပါနှကောင်းလေးကိုရေတန့်တန့်လေးတွင်းလိုက်ညှစ်လိုက်တွင်းလိုက်ညှစ်လိုက်ငါးခါ၆ခါလောက်တစ်ချိန်ချိန်လုပ်ပေးပါတနေ့ကို၃ချိန်လောက်၃ချောလောက်လုပ်ပေးရင် ဲ့ဒါနဲ့ကိုဒီယောဂါပျောက်သွားမှာပါဟုတ်ကဲ့ဆရာရင်ကောင်းတောင်းတာဆရာအဲ့ဒါတော့လမ်းလျှောက်ပြီးအသက်ဝဝရှူပြီးဟုတ်ကဲ့ပါဆရာစီကြောနဲ့မှတ်တဲ့ပတ်တဲ့အစာတွေမှန်သမျှရှောင်ပေးရမှာပါနော်ရှောင်ပါဟုတ်ကဲ့ပါဆရာဒီကြွေးစမူစားအစာဘရားကျော်၅ကျော်ချက်ကျော်ခလေးစားတဲ့ငမုတ်ကျော်အာလူးကျော်ဖြစ်နိုင်ရင်ကိုယ့်အိမ်မှာကိုယ်ကအိမ်တော်ဥစုဆိုရင် အခုအချိန်မှာဒေဦးကိုရေးဆေးပြီးခဏသိမ့်နိုင်ရင်ကျမကြီးပူကောင်းမယ် ဟုတ်ကဲ့ပါဆရာကြီး။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။အခုမေကွန်းရှင်ကဥတန်းစော်ပါ။ဥတန်းတန်းစော်ဥတန်းစော်52နှစ်။ဟုတ်ပြီ။ဆက်ပြီးဆိုင်ကယ်ပြင်ပါတယ်တဲ့။ဟုတ်ပြီ။ရွှေပြည်သားပါဆရာကြီး။ဟုတ်ပြီဗျာ။ဆရာကြီးခင်ဗျားတဲ့တုတ်ထိုးနေလို့တဲ့ကျေးဇူးပြုရဖြေချပေးပါခင်ဗျားတဲ့ငါကဂျိုးထိုးတာပြင်မနေသေးလားတုတ်ထိုးတာအဲတုတ်တုတ်ဟောတုတ်ထိုးတာဟုတ် တုတ်ထိုးတာကတော့တုတ်ထိုးတာတန်တမျိုးပဲเนาะဟုတ်ကဲ့ဆရာတုတ်တုတ်တန်လို့ဆိုတာလေ ဆရာတို့တချို့များဆိုကလေးတွေမိဘကပြောတာဟဲ့တုတ်ထူတာဘလို့တည်လဲဆိုဆရာညာဘက်မှာထားကြည့်ရတယ်တဲ့ညာလို့ကျန်တုတ်ကလေတုတ်စားတည်တည်လေးတွေဟုတ်ကဲ့ဆရာလောက်ကောင်လေးလားလောက်ကောင်တည်တည်လေးဟုတ်ရှူလေးတွေရှူလေးတကောင်နဲ့တကောင်လုံးနေတာတဲ့ဟုတ်ကဲ့ဆရာအဲ့ဒါကိုတုတ်ပေးလိုက်လို့ရှိရင်ပြောင်းသွားပြီးတာပဲဟုတ်ကဲ့ဆရာအဲတုတ်ထိုးလာပြီဆိုရင်တုတ်ပေးပါဘာဖြစ်လို့တုတ်ထိုးလဲလို့မေးရင်အကြော်စားလို့ဟုတ်ကဲ့ဆရာ အကျော်နဲ့အဆက်ကိုရှောင်လိုက်ရင်လည်းတူထူတာပျောက်သွားမှာပါဟုတ်ကဲ့ဆရာအချင်းအခါများများစားပြီးပါဟုတ်ကဲ့ဆရာမှန်မှန်စားပါများများစားပါဆိုရတဲ့เนาะအဲ့လိုစားလို့ရှင်တူထူတဲ့တက်တာတော့ပါလိမ့်မယ်ဟုတ်ကဲ့ဆရာနောက်လိန်စီလေးလေးလိမ့်ပြီးပါလိန်စီရအချားမဟုတ်ပါဘူးတဏ္ဍာရည်ကြီးတန်တန်လေးเนาะအဲ့ဒါလေးကိုဒီရားတဲ့နေရာလေးတူထူတဲ့နေရာလေးကိုလိန်နိုင်အေးသွားမှာပါဟုတ်ကဲ့ဆရာအဲ့ဒါလိမ့်ပြီးပါလို့ ဟုတ်ကဲ့ဆရာဝင်းကြံလို့လည်းဖြစ်တာပါဆရာဖြစ်တာပေါ့သိကြပါလေဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်ကြပါစီဗျာ